channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Attack on Titan ဇာတ်လမ်းရဲ့အထူးအကြဆုံးအရာဖြစ်တဲ့ Grumbling နဲ့ပတ်သက်ပြီးဒီသမ ्या ကိုပြောပြပေးပါမယ်။ Attack on Titan ရဲ့အထူးစကောင်ဖြစ်တဲ့ Eren ဟာအခြားရွေးစရာတွေရှိပါလျက်နဲ့ဘာကြောင့်ဒီ Rumbling ကိုလောက်ရတာလဲဆိုရင်တော့သူ့လူမျိုးသူ့ဂျွန်စုကိုကာကွယ်ဖို့နဲ့သူတို့ကိုတစ်ချိန်လုံးဖိနှိပ်ထားသူတွေကိုလည်းအပြက်ရှင်ရင်ကမ္ဘာတစ်ခုလုံးရဲ့လူသားမျိုးနွယ်အလုံးရဲ့အခြေအနေကိုမျှချေအနေထားရောက်သွားအောင် လုပ်လိုက်တာမျိုးပါ။ ်ပါရစ်ဂျွန်ကတော့ rambling အပီအနှဲငယ်များခေါင်းစလုံးတာသွားတယ်ဆိုပေမဲ့ပေါ့ rambling ဆိုတာ genocide လုပ်တဲ့တဘောမျိုးပါပဲပြောရရင်အကုန်လုံးကိုမျိုးတွန်းအောင်လုပ်တာမျိုးပါဒီဗီဒီယိုထဲမှာတော့ rambling နဲ့ပတ်သက်တဲ့ trivia တွေ rambling အကြောင်းနဲ့ rambling ပြီးနောက်ဘာတွေဆက်ဖြစ်လဲဆိုတာကိုပြောပြဆွေးနွေးသွားမှာပါအကြောင်းအရာစီမတော်ခင်တကယ်လို့ enemy နဲ့ပတ်သက်တဲ့ fact တွေစိတ်ဝင်စားတယ်ဆိုကျွန်တော် TikTok အကောင့်မှာတင်ပြထားတာပို့လာကြည့်ဖို့ဖိတ်ကြပါစီ

အကြောင်းရင်းကတော့ဒီနီလန်းကလွယ်ပြီးတခြားနီလန်းရွေးစရာမရှိတာကြောင့်ပဲဖြစ်ပါတယ်။ Aaron ဟာ Historia လက်ကိုထိပြီးရနောက်ပိုင်းမှာတိတိတသာ emotion ရော face expression တွေပါပြောင်းသွားပြီးကျွန်တော်တို့အရှိမတိခဲ့ဘူးတဲ့ anxiety များပန်းနေဖြစ်တတ်တဲ့ကောင်းလေးမျိုးမဟုတ်တော့ပဲရင်းချက်တည်ငြိမ်ပြီးတော့တခုခုကိုအလေးနဲ့တွေးတဲ့သူတယောက်ဖြစ်နေပြောင်းလဲသွားခဲ့ပါတယ်။ဒါဟာ Raya Blood ပါတဲ့ Historia လက်နဲ့ထိပ်ပြီးပတ်တွေအကုန်မြင်လိုက်ရပြီးတော့အတိတ်ပစ္စုပန် အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုတည်သွားတာကြောက်ရောသူသာကြီးကြီးမားမားပြောင်းလဲမှုကိုသာမလုပ်ခဲ့ဘူးဆိုကဘာကြီးဟာ paradise ဂျုံကိုဘယ်တော့မှလေးစားကြောက်ရွံ့မှာမဟုတ်ဘူးနောက်ပြီးတစ်ချိန်လုံးငယ်နိုင်လို့အနိုင်ကျင့်တိုက်ခိုက်မှုကိုလည်းရပ်တန့်မှာမဟုတ်တာကြောက်ပါ PUBG Mobile နဲ့ AOD Collab Video တွေဖန်တီးပြီးစုငွေချက်390တဲ့ပါဝင်နိုင်မယ့်အကြောင်းလေးကိုပြောပြပါရစေ campaign နဲ့ဘယ်လိုပါဝင်ရမလဲဆိုရင်တော့နံပါတ်1 Titan Orion Gear PUBG Mobile နဲ့ Attack on Titan Collab နဲ့ပတ်သက်ပြီး gameplay video ဖန်တီးပေးရပါမယ် နမနဲ့ကိုဖန်တီးထားတဲ့ဗီဒီယိုကိုအခုပြထားတဲ့ hashtag တွေရေးပေးပြီးတော့ public setting နဲ့တင်ရပါမယ်။နံပါတ်3 description နဲ့ comment မှာချပေးထားတဲ့ campaign video link ကိုကိုအကောင့်မှာ repost လုပ်ပေးလိုက်ပြီးဆိုတာနဲ့ TikTok မှာ view အများဆုံး9ယောက်ကိုစုချင်းွေ10သိန်းကျပ်စီချင်းမြင်ပေးသွားမှာပါ။အပတ်စဉ်ပါဝင်ခြင်းမြိုင်တို့အယောက်20ကိုမဲလိုက်ပြီးစုချင်းွေ10သိန်းစီနှစ်ပတ်တိတိပေးအပ်ချင်းမြင်သွားအောင်ပါပါ။ဒီ campaign ကိုမေလ22ရက်နေ့ကနေဇွန်လ9ရက်နေ့ထိပါဝင်နိုင်ပါတယ်။ကဲ ဒါကြောင့်ဂိမ်းလေးလဲဆော့စုချင်းဝင်လဲရမယ်ပပ်ဂျီမိုဘိုင်းကိုခုပဲဆော့ရင်ဗီရီဖန်ဒီစုချင်းတွေတိမ့်မိတ်လိုက်ပါတော့အเจ้าရလေးစီကိုပြန်သွားရမယ်ဆိုရင်တော့အဲရန်ဟာဒီလိုပြောခဲ့ပူပါတယ်တကယ်လို့တရားရောက်ကသူ့လွတ်လပ်ခွင့်ကိုလာထိပါခဲ့ရင်သူလုံးဝအားနာမှာမဟုတ်ပါဘူးဟုတ်ပါတယ်အဲရန်ဟာအကုန်လုံးကိုသိရှိပြီးနောက်မှာမာလီဘက်ကဇလန်းအစအဲရန်ရဲ့တိုက်တန်အစွမ်းကိုလိုချင်တာမို့လာဖန်းနဲ့ယူရချက်ကိုလည်းတည်သွားတယ်လို့သူ့ကျုံးပေါ်ကလူတွေကိုပါတက်ဖြတ်ထိန်းချုပ်နေရမို့ rambling ကိုလုံရင်သူ့လူတွေကိုကာကွယ်ရုံမက ရန်သူတွေကိုပါ အမြင့်ဖြတ်ချိန်မုံပစ်တာပါ။အဲရန်ဟာလမ်းလင်းဆားလုပ်တဲ့အချိန်မှာမာလီကိုအရင်ဆုံးနှင်းချပစ်ခဲ့ပြီးကမ္ဘာလုံးကိုလည်းနိုင်ပိုင်းအတွက်မှာနှင်းချပစ်ခဲ့ပါတယ်။လူပေါင်းဘီလီယံနဲ့ချီပြီးတော့တည်ဆုံခဲ့ကြပြီးတည်ဆုံခဲ့ကြသူတွေထဲမှာ Paradise Island ဆိုတဲ့နာမည်ကိုမကြားဘူးသူတွေတောင်ပါပါတယ်။တစ်ချိန်ထဲမှာပဲအဲရန်ဟာရမ်လင်းလုပ်နေရာကြီးကိုရပ်ပစ်ချင်နေခဲ့ပါတယ်။သူတေမဓာကြီးရပ်မှာဖြစ်တာမို့သူကိုယ်တိုင်ရပ်လို့မရတာပါ။ဒါကြောင့်မို့အာမင်မီကာဆာတို့ကိုသူ့ကိုတက်ဖို့အခွင့်အရေးတမင်ပေးထားလိုက်ပါတယ်။ အဲရန်ဟာတစ်ကဘာလုံးရဲ့အညိုတေးတွေအမုန်းတွေကိုတူတယောက်တည်းခံယူလိုက်ပြီးကြံတဲ့သူချေရသူတွေအကုန်လုံးကိုတော့ငြင်းညံ့ခွင့်ပေးလိုက်သူပါအဆုံးမှာတော့အဲရန်ဟာသူချေရသူသူ့ကိုချေရသူမိကာဆာရဲ့အဆုံးသတ်ခြင်းနဲ့သူတည်ဆုံးခဲ့ရပါတယ်အဲရန်ဟာရမ်ဘလင်းရှောက်လုံးမျက်လုံးမိတ်ထားခဲ့ပြီးမိကာဆာသူ့ကိုခေါင်းဖြတ်တော့မဲ့အချိန်ရောက်မှသူ့မျက်လုံးကိုဖွင့်ချလိုက်တာပါမျက်လုံးကိုဖွင့်လိုက်ချိန်မှာလည်းသူဟာငိုနေခဲ့တာကိုတွေ့ရပြီးမိကာဆာရဲ့နောက်ဆုံးအနံ့ကိုလည်းသူတိရှိခံစားလိုက်ရပါတယ် ။ဘာကြောင့်လဲဆိုခေါင်းပြက်ခံလိုက်ရသူဟာတုံးဆက်ကန်ကနေလေးဆန်းခတ်ကြအသက်ရှင်ပြီးခံစားနိုင်စွမ်းရှိနေသေးတာမို့ပါ။ Aaron တိဆုံးပြီးနောက်ပိုင်းငြိမ်းချမ်းမှုကို Paradise ကရသွားတယ်ဆိုပေမဲ့ Paradise အပေါ်တခြားနိုင်ငံတွေကမုံနေခြင်းပျောက်ကွယ်မတော်ပါဘူး။ခဏရပ်သွားရုံများပါ။အကြောင်းရင်းကတော့ပြန်လည်ထူထောင်နေတဲ့အချိန် Paradise ကသူတို့ထက်အင်အားအရတာနေတာမို့ဘာမှမလုပ်နိုင်တာကြောက်ပါ။တစ်ချိန်ချိန်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်လာအောင်မှာကတော့အမှန်အကန်ပါပဲ Rambling ဟာ Aaron အတွက်ရေးစရာမရှိလို့လုတ်ခေရတဲ့အရာဖြစ်ပေမဲ့ဒါဟာ solution တစ်ခုအနေနဲ့တော့မဟုတ်ပါဘူးဒါဟာ Aaron ကနေသူ့လူမျိုးစုနဲ့လွတ်လပ်ခွင့်ကိုလာထိပါခဲ့တာကြောင့်အားလုံးသိအောင်ပြန်ပေးလိုက်တဲ့ warning သဘောမျိုးပါပဲနောက်ပြီးလူတွေကိုဘလို့ပဲကာကွယ်စောင့်ရှောက်နေပါတယ်ပြောပြောအညိုအတီအမုံအကြောက်တရားနဲ့အုပ်ချုပ်တာဟာစစ်မှန်တဲ့လွတ်လပ်ခြင်းမဟုတ်ပါဘူး Rambling ပြီးသွားတဲ့နောက်မှာ Titan Power ရဲ့အကောင်ဖျောက်ဖျက်ခြင်းခံလိုက်ရပြီး တိုက်တန်ဆိုတာကဘာပေါ်မှာဆက်မရှိတော့ပါဘူးရိုင်နာအာမင်အာနီဖယ်ဂိုတို့ကလည်းလူတက်တန်းစိတ်နေနိုင်သွားကြတော့မှာပါကော်နီရဲ့အမေကလည်းလူပြန်ဖြစ်သွားခဲ့ပါတယ်ပရာဒစ်စ်ဟာအဲရန်မရှိတော့တဲ့နောက်ပိုင်းအဲရန်ကိုအာဇာနည်သူရဲကောင်းဖြစ်တင်စားခေါ်လိုက်ကြပြီးစစ်ဝါဒီပုံစံနဲ့တိုင်းပြည်ဖြစ်လာပါတယ်ပြောရရင်စစ်အာဏာကသာသူတို့ရဲ့အခြေတန်းနဲ့အုပ်ချုပ်ရေးတဲ့ပုံမျိုးပါ အရန်ဟာနိုင်ငံရေးအားလုံးကိုစီးလုံးစေခြင်းအတွက် rambling ကိုလုပ်ခဲ့ပြီးမြဲသူတေပြီးနောင်နှစ်ပေါင်းများစွာကြာရဲ့နောက် paradox ဟာအခြားတိုင်းပြည်တွေကိုသူ့ဘက်ကနေစပြီးတိုက်ခိုက်ဖို့စစ်ပွဲတွေပြင်ဆင်လာခဲ့ပါတယ်။အာမင်၊ရိနာ၊အာနီ၊ဂျင်၊ကော်နီနဲ့အခြားအသက်ရှင်ကြံရည်သူတွေဟာငញ្ញញရေးအတွက်ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာအရေးပါတယ်လို့ ambassador အနေနဲ့ paradox အတွက်ဆက်လက်ဆောင်ရွက်ကြပါတယ်။မီကာဇာဟာအရန်ကို chapter 1အရန်အိတ်နေခဲ့တဲ့တစ်ပင်အောင်မှာမြုပ်နှံပေးခဲ့ပါတယ်။မကြာမကြာစကားလာပြောတာမျိုး လာလေတာမျိုးလည်းလှုပ်လိမ့်ရှိပြီးနောက်ပိုင်းအချိန်တွေမှာအမျိုးသားတဦးနဲ့လာတာကိုလည်းတွေ့ရပါတယ်အတက်တွေတဖြည်းဖြည်းကြီးသွားရင်မီကာဆာတည်ဆုံသွားတော့အဲရန်ဘီနာကအုပ်ကူမှာသူ့ကိုမြုပ်နှံဖို့မှာခဲ့ပါတယ် civilization တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့နောက်တန်တရာဟာတပတ်ပြန်လည်လာခဲ့ပါတယ်ခိမီလက်နက်တွေနဲ့စစ်ပွဲတွေဖြစ် နေမီလူတာတွေဆက်လက်ဖြစ်ခဲ့ပြီးတော့ဘယ်ကမှမသိတဲ့ကောင်လေးတယောက်ဟာလည်းယူမီသွားခဲ့တဲ့တစ်ပင်ကြီးနဲ့ဆင်တူတဲ့နေရာစီဝင်သွားခဲ့တာကိုလည်းတွေ့ရပါတယ်ဒါဟာတိုက်တန်တွေပြန်ရောက်လာမလားဆိုတဲ့အတွေ့ကိုရရှိပြီး တန်တရာဟာနောက်တစ်ပတ်ပြန်လည်လာမလားဆိုတာလည်းတွေးကြည့်စရာပါ AOD ဟာလူဘဝဖြစ်စဉ်နဲ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးအကြောင်းကိုတင်ပြထားတာပေါ့ဒီဇယ်လန်နဲ့ဘဒူကဟီရိုဘဒူကဗီလိန်ရယ်ဆိုပြီးတော့ရှိမနေခဲ့ပါဘူးနောက်ပြီးမုံတီးခြင်းနဲ့စတဲ့တန်တရာဟာဘယ်တော့မှအဆုံးသတ်မရှိဘူးဆိုတာလည်းကောင်းကောင်းကြီးပြသခဲ့ပါတယ်လွတ်လပ်ခြင်းအတွက်ပျက်စီးဆုံးရှုံးရခြင်းရှိတာတွေကိုလည်းကျွန်တော်တို့မျက်ဝါးတွေနဲ့မြင်ခဲ့ရပါတယ် Rambling ဟာ North Mythology မှာဖြစ်ခဲ့တဲ့ Ragnarok ကိုအခြေခံထားတာဖြစ်ပါတယ် Norse mythology ဆိုတာ Odin တို့ Thor တို့ရဲ့ myth ကိုပြောတာဖြစ်ပြီးအချင်းချင်းမတည့်ကြလောဘဒေါသတွေကြောင့်စစ်ပွဲတွေဖြစ်လာပြီးအဲဒီစစ်ပွဲကို Ragnarok လို့ခေါ်ပါတယ်။အဲဒီစစ်ပွဲကဘလောက်တောင်တေကြီးပျက်စီးကြလဲဆိုရင်သူတို့နှစ်ဖျားတွေရောတစ်ကဘာလုံးမှာဖျက်ဆီးဖြစ်ပြီးနောက်ဆုံးကျန်တဲ့နှစ်ယောက်ကိုပဲချန်ခဲ့မှာပါ။ကဘာဦးအစကအာရန်နဲ့အေဝါလိုမျိုး လူဦးရေဆက်လက်ထုံကအောင်လုပ်ပါပါ။ Rambling ကလည်းအဲ့ဒီ The Border ရာနဲ့စိတ်တူပါတယ်။တစ်ကဘာလုံးရဲ့80ရာခိုင်နှုန်းလောက်ကို Aran ကနင်းချစ်ပြစ်ပြီးအဲ့ဒါတွေပြီးသွားတော့မှ အသက်ရှင်ကျန်ရည်သူအကုန်လုံးကပြန်လည်ထူထောင်ရေးပါတွေလုပ်ရမှာပါ Aaron ဟာ rambling လုပ်နေတဲ့အချိန်အချိန်တွေရောထွေးနေပါတယ်ပုံမှန်ကျွန်တော်ရဲ့နေ့စဉ်ဟာဒီနေ့ပြီးရင်မနက်ဖြန်လာပါတယ်ကြော်ဖြတ်ပြီးခဲ့တာဆိုရင်တော့မနေ့ကဆိုပြီးတော့ဖြစ်ပါတယ် Aaron စီမှာတော့အဲ့လိုမဟုတ်ပဲ past present future ဆိုတာကြီးတစ်ချိန်နဲ့ဖြစ်ပေါ်နေပြီတာမန်အချိန်တွေမှာဆိုယူသွားလောက်မဲ့အနေထားမျိုးပါမိကာစာရဲ့အမျိုးသားဟာဘသူဖြစ်သွားလဲဆိုတဲ့မေးခွန်းဟာအရန်ဝင်မှရေးပန်းစားပါတယ်ပေါ်ပူလာအဖြစ်ဆုံးကတော့ချင်းဖြစ်ပြီးဒါဟာလည်းအဖြစ်နိုင်ဆုံးဖြစ်ခဲ့ပါတယ် ချိန်ဟာဟိုးအစကတည်းကမီကာစာအပေါ်ခန်းစားချက်ရှိခဲ့သူဖြစ်ပြီးမီကာစာရဲ့စိတ်အခြေအနေကိုနားအလည်ပေးနိုင်ဆုံးလူတွေကတယောက်ပါတချို့လူတွေပြောတာကြတော့ AOT တဲမှာပါတဲ့အရေးကြီး character လည်းမဟုတ်ပဲအပြင်ကလူနဲ့လက်ထပ်လိုက်ပါတယ်လို့ပြောပါတယ်နှစ်ချက်စလုံးကတော့ confirm ထားတာမဟုတ်ပဲ theory တွေပါနောက်ပြီးလက်မထပ်လိုက်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်လို့ပြောချက်ပါသေးတယ်တကယ်ချင်းတယောက်က Aaron Okusi လိုက်ပို့တာမျိုးဖြစ်ကြောင်းပြောထားတာပါမီတော့ပင်ဆိုသေးရမှုမီကာစာဟာ Aaron ကိုထာဝရချစ်သွားခဲ့ပါတယ် သူမဟာတည်သွားသည့်တိုင် error အနာမှာပဲရှိနေခဲ့ပြီသူမရဲ့ချစ်ချင်းမြတ်တာကိုပြသခဲ့ပါတယ်ဘရိုတို့မှာရောမိကာစာလိုချစ်သူပိုင်ဆိုင်ထားကြပြီလားဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်